ပါတင်ဟာဘရန်ဖို့တင်နီပြတော်မတ်ဖရန်ကိုလီးပြသည့်ပြင်2028ခုနှစ်တိစာအုပ်ချုပ်ကခန့်အပ်ကြောင်းတရားဝင်ကျင်းပခဲ့ပါတယ်။တန်50နှစ်ရွယ်ကြီးတော်မတ်ဖရန်ဟာယူပါလိဖလားရယူပေးပြီးနောက်နီးပါရယူကနေထုတ်ပယ်ခြင်းခံရတဲ့ပိုဆိုဂလူးရဲ့နေရာမှာအစားတုပ်ဝင်ရောက်ပြီးပါတင်ရဲ့နီးပြသည့်ပြင်တောင်းယူသွားမှာပါ။ဒေမဲ့လူမျိုးနီးပြတော်မတ်ဖရန်ဟာဘရန်ဖို့တင်ကို2028ခုနှစ်ကချန်ပီယံရှစ်ကနေပရီးမီယံလိဂ်ထဲတန်းတက်နိုင်အောင်ကင်တွယ်ပေးနိုင်ခဲ့ပြီးတင်းမှာ900လီကြာရှိခဲ့တာဖြစ်ပါတယ်။ပါတင်ဟာအစောပိုင်းကနီးပြအောင်ပိုဆိုဂလူးရဲ့နေရာမှာအစားတုပ်ဖို့အတွက်ဖွယ်တင်နီးပြမာကိုဆေးပါနဲ့ဘောမောက်တင်နီးပြအီရာအိုလာတို့ကိုစဉ်းစားမှုတွေပြုလုပ်ခဲ့ပေမဲ့တော်မတ်ဖရန်ကိုနီးပြ သိပ်ပစ်ခံရဖို့ဆုံးဖြတ်ခဲ့တာပါ။တော်ဘက်ဖရန်ဟာ2021ခုနှစ်ဂျွန်နောက်ပိုင်းစပါတင်ရဲ့၄ဦးမြောက်အမြဲတမ်းနီးပြဖြစ်လာခဲ့ပါတယ်။စပါတင်ဟာပြီးခဲ့ရာသီကယူပါလိဖလားရယူကလမ်းမရာသီချန်ပီယံလိပြန်ပွဲဝင်ခွင့်ရခဲ့ပေမယ့်ပရီးမီးယားလိပြန်ပွဲမှာရိုက်လက်တွေဆိုးခဲ့ပြီးရှုံးပွဲ22ပွဲနဲ့အဆင့်16နေရာရည်တည်ခဲ့တာပါ။ပြေးရာဒီကပရီးမီးယားလိဂ်ပြိုင်ပွဲမှာအဆင့်9နေရာနဲ့ရာသီအဆုံးသတ်ခဲ့တဲ့ဘရန်ဖို့တင်ကကလပ်ရဲ့တမန်ကြောင့်ပေါ်မှာမယုံနိုင်လောက်တဲ့တက်ရောက်မှုတွေအတွက်ဒီပြတော်မက်ဖရန့်ကိုကျေးဇူးတင်တယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါဗျာ။ တော်မက်ဖရန်ကဘရန်ဖို့အတင်ကိုပွဲပေါင်း319ပွဲကင်တွေခဲ့တာပါ132ပွဲအနိုင်ရပြီး89ပွဲသေးရင်လည်း108ပွဲအရေးနဲ့ကအနိုင်ရခဲ့လို့41.64ရှိခဲ့တာဖြစ်ပါတယ်